ီးတော့ကျွန်တော်တို့ကငန်းလင်းတန်းကို structure ဆွဲတဲ့ engineer ကငန်းလင်းတန်းခန်းနိုင်ကိုအတွက်ဒီပါတယ်သူတိရဲ့ပညာပိုင်းဆိုင်ရာနဲ့သူတွက်လိုက်မယ်ကျွန်တော်တို့ဘက်က system နဲ့ policy ကြီးကျွန်တော် policy ကိုဘယ်လိုကြည့်လဲခုနကရှေ့ပိုင်းမှာပြောထားတယ်ကျွန်တော်ရဲ့ share value တွေမှာအိနီချင်းနိုင်ငံတွေမှာ6ထက်ရဲ့အထက်မှာ man တွေကိုဘယ်လို policy နဲ့ထားရမလဲဥပမာတန်းပါဘယ်လောက်မီလီအနည်းဆုံးရှိရမလဲ12မီလီရှိရမလား ဒီကြောင့်တော့အာတမ်းမပြီးလို့ရှိရင်ကျွန်တော်ဘယ်ဘယ်လိုမျိုး area မှာဆို lemonade တမ်းမနှစ်ထပ်နဲ့ lemonade နဲ့ရှိရမှာလားအဲအလိုမျိုးဟာတွေသူ့ရဲ့ policy ရရှိရယ်အရိယာတွေကိုကျွန်တော်လေ့လာပြီးမှကျွန်တော်ဒီမှာတည်ဆောက်ခဲ့ရယ်ဘာကြောင့်မို့တည်ဆောက်လဲလို့ပြောရင်ကျွန်တော်ရဲ့ share value တန်မိုးထားမှုကြောင့်မို့တည်ဆောက်တယ်အဓိကဒါကြောင့်မို့လို့ကျွန်တော်ဒီ အဲ့တိုင်းတိဆောက်ပြီးမှလုပ်ငန်းမှာလုပ်နေတဲ့ lever တွေကိုလည်း step နောက်တစ်လုံး s တစ်လုံးကတော့ step ဖြစ်တယ်အဲ့ဒီဝန်ထမ်းတွေဒီလုပ်ငန်းမှာဘလို့လောက်ကင်တလေလောက်ကင်တဲ့အချိန်မှာကျွန်တော်တို့ baking အောင်လုပ်စနစ်တကျလုပ်ရလား baking ရလားဆိုတာကျွန်တော်ကြည့်ရတို့လုပ်ပုံလုပ်နေတယ်တို့လောက်တာကောင်းကောင်းမွန်မွန်မလုပ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဆရာနဲ့ပြောတယ်ကျွန်တော်အတက်နိုင်ဆိုကျွန်တော်လုပ်ငန်းခွင်ထဲမှာကျွန်တော်အဲ့တော့ကောင်းကောင်းစီမံခန့်ခွဲနောက် s တစ်လုံးဆိုလို့ရှိရင် management style ကျွန်တော် လုပ်ငန်းဒီဗျဒီလုပ်ငန်းလုပ်နေရတခြားလုံးမှာကျွန်တော်အနီးကပ်လဲလာလေ့လာတဲ့အမြဲတမ်းလဲ manage လုပ်တယ်လို့ကျွန်တော်ခီးသွားလို့ရှိရင်လဲအမြဲတမ်း CCTV အကုန်တက်ထားတဲ့ area တိုင်းကိုအဲ့ရနေကျွန်တော်အမြဲတမ်း manage လုပ်တယ်ကျွန်တော်ဒီ device 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 စီကိုအကုန်လုံးနေ S9 လုံးနဲ့အဓိကလှုပ်ဆောင်သွားခြင်းဖြစ်တယ်ဒါကျွန်တော် ရဲ့လှုပ်ဆောင်မှုကို DS9 လုံးနဲ့ကျွန်တော်ပြန်လည်သုံးသပ်ပြခြင်းဖြစ်ပါတယ်။ဒီ 7SD ကျွန်တော်တို့လုပ်ငန်းရှင်တိုင်း CEO တိုင်းအားလုံးကဒီ 7S ကိုလုပ်ငန်းတိုင်းမှာလည်းသုံးသုံးရမှာဖြစ်တယ်လို့မိသားစု family တွေမှာလည်းတုံးရမှာဖြစ်တယ်လို့ဒီလိုအိမ်ဆောက်တဲ့အချိန်မှာလည်းကျွန်တော်တို့သုံးရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့တင်ရောငလျင်လောက်တိုင်း ငလျင်မလုတ်တဲ့စီးပွားရေးကိုလောက်ခတ်မှုမဖြစ်တဲ့စီးပွားရေးကိုတင်လိုချင်ပါတလားလိုချင်နေဆိုရင်ကျွန်တော်ရဲ့ကျွန်တော်တို့ဆိုအခုအဲ့ strategy ကိုသွားနေပါတယ်အဲ့ strategy အဲ့ဒီ visionary ကဘာလဲလို့ပြောလို့ရှင်ကျွန်တော်တို့ဒီအဓိက digital transformation ဖြစ်တဲ့ digital product တွေထုတ်တဲ့ software တွေ ERP software တွေဖြစ်ပါတယ်နီးပညာနဲ့ပတ်သက်တဲ့ software တွေဖြစ်ပါတယ်အဲအကြောင်းကိုတင်ရော ဒီလိုမျိုးတဘာဝဘေးအန္တရာယ်တွေကိုဒဏ်ကိုကာကွယ်မှုရှိတဲ့စီးပွားတစ်ခုလှုပ်ဆောင်နေပြီလားလှုပ်ဆောင်နေပြီဆိုလို့ရှိရင် comment မှာလှုပ်ဆောင်နေကြောင်းလေးဗာလေးလှုပ်ဆောင်နေကြောင်းလေးရေးပေးပါလှုပ်ဆောင်မှုစိတ်ကူးရှိသွားပြီဆိုလို့ရှိရင် comment မှာ visionary လို့ရေးပေးပါ visionary leadership လို့ရေးပေးပါ အဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။တာယာပျော်ရွှင်သောနေ့လေးဖြစ်ပါစေ။